ောက်ခံသူတွေအများကြီးရှိရတာနဲ့သူတို့ပေါ်တာဆွဲတာတို့ဖုန်ထန်ခိုင်းတာတို့မလုပ်ခဲနဲ့လုပ်ပြသူတွေကိုပဲတီးတက်ဖိနှိပ်နေတယ်ဆိုတာကဒါမတရားသဖြင့်လုပ်နေတာအားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့26ရက်နေ့အတွက်သတင်းထွန်းများအနေနဲ့ပေါ့နော် Justice Soja PDF ကပေါ့နော်ရဲဘော်ကိုဆွဲရဲ့သတင်းလေးနဲ့အတူနောက်ပိုင်းမှာတော့ပေါက်ကရုံးကိုစုံးမလိုက်တဲ့ကျွန်တော်တို့ဆ iam နိုမီဗီဒီယိုဖိုင်လေးရဲ့နောက်တစ်ပုတ်မှာပေါ့နော်ကျွန်တော်တို့တော်လန်ရေးကလုံးဝညင်နေလို့မရဘူးဆိုတဲ့အကြောင်းကိုရှင်းပြလိုက်တယ်ကျွန်တော်တို့ ကိုနင်ဂျာရဲ့ဗီဒီယိုဖိုင်နဲ့တူပေါ့နော်နောက်ဆုံးတစ်ပုတ်မှာကတော့ကျွန်တော်တို့လေးစားရတဲ့ကိုစီရဲ့သတင်းထူးလေးကိုပါစူးစီးတင်ဆက်ပေးလိုက်ပါတယ်သတင်းထူးလေးတွေနဲ့ဗီဒီယိုကောင်းလေးတွေဖြစ်ပြီးတော့ကျွန်တော်တို့ကြည့်ပြတဲ့နောက်ပိုင်းမှာလည်းအားရကျန်တဲ့မှုရှိစေမယ်ခွန်အားလိုက်ရစေမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူတူအဆုံးထိလိုက်ပါကြီးကျူပရိုတိုကိုဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုလို့ကျွန်တော်ဆက်လိုက်အောင်မင်္ဂလာပါညီလေးတို့မင်္ဂလာပါဘောရောကျေးဇူးဆိုချာတက်ခွဲ့တက်ခွဲ့ဝင်ဖြစ်ပါတယ်ဘောဒီခေကာလာရခေကာလာရပါဘောနော် တမိုင်းရနေပြီးတော့မှကိုရုဘုံတော်လိုင်းရေးလို့တောင်းပေးတာပြီဒါမင်းတို့အနေနဲ့တော်လိုင်းရေးပေါ်မှာစိတ်ဝင်စားတယ်ရွေးရွေးချွတ်ချွတ်တောင်းထမ်းဆောင်ခြင်းနဲ့ဆိုရင်တော့အဲ justice soldier မှာဆက်သွဲဖို့ကိုကတော့တိုက်တွန်းတယ်ဘာဖြစ်လို့ဒီလိုစကားမျိုးပြောရလာလဲဆိုမင်းတို့ပြည်တွင်းထဲမှာနေတဲ့အခါမှာစစ်ကောင်စီရဲ့မတရားပေါ်တာဆူဆောင်းခြင်းကိုခံရတယ်စစ်ကောင်စီရဲ့မတရားပေါ်တာဆူဆောင်းခြင်းကိုခံရပြီးတဲ့နောက်မှာမင်းတို့စစ်ကောင်စီရဲ့အဲစစ်တပ်နဲ့ကိုစိတ်မပါပဲတက်တယ်အဲ့ဒီကနေမှစစ်ကောင်စီကစေလွတ်တဲ့စစ်မြေပြင်တွေကိုမင်းတို့ရောက်လာတယ်ရောက်လာတဲ့အခါကိုရုအတွက်လည်း ဟိုအနှောက်ယှက်ဖြစ်ရတယ်ကြည်လဲကုန်တယ်အဲ့ဒါကြောင့်မို့ဟိုမင်းတို့အကြံဉာဏ်ပေးချင်တာဒီစစ်ကောင်စီရဲ့ border ဆွဲပြီးတော့မှဟိုခွေးဘွားနဲ့တည်မလားဒါမှမဟုတ်ဒီတူဒေါ်လာကြီးတမတော်သားတယောက်အနေနဲ့ရင်းချင်ချင်တောင်းဆန်းဆောင်မလားဒါမှမဟုတ်တက်ဆိုင်ရလွတ်မြောက်နေကြီးသွားမလားဆိုတော့တခုခုရွေးချယ်ဖို့အကြံပေးချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကောင်စီကစစ်ရှုံးနှိမ်မှုတွေများလာလာနဲ့အမျှသူများသားသမီးအရွယ်ရောက်တဲ့သူတွေနိုင်ငံခြားထွက်ပြီးနေတဲ့သူတွေတို့တော့မတရားသဖြင့် လိုက်လေဖမ်းဆီးခေါ်ဆောင်ပြီးတော့မှဒီမတရားစစ်မှုထမ်းခိုင်းနေတာဗောနော်အဲ့တော့စစ်တပ်နဲ့စစ်တပ်ထောက်ခံသူတွေအများကြီးရှိရဲသားနဲ့သူတို့ပေါ်တာဆွဲတာလို့စစ်မှုထမ်းခိုင်းတာလို့မလုပ်ခဲနဲ့တို့ပြည်သူတွေကိုပဲတီးတက်ဖိနှိပ်နေတယ်ဆိုတာကဒါမတရားတစ်ဖြစ်လုပ်နေတာဒီမတရားတစ်ဖြစ်လုပ်နေတာကိုမင်းတို့ငါတို့ကအဲတွန်းလန့်တွန်းလန့်ရမယ်ဗောနော်အဲတွန်းလန့်တွန်းလန့်သိရှိတယ်ဆိုရင်ဒါ justice ဆိုကြ PDF page ကိုဆက်သွယ်ဖို့အဲကိုကတော့နှိုးစော်တိုက်တော့နေမင်းတို့အနေနဲ့ကင်းကြပါโอเคပါဒါတော့ကိုဆွဲရဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဆိုတော့ဒီရဲ့ဗီဒီယိုလေးကအရင်ကအရေးကြီးတာပေါ့เนาะ ခုချိန်မှာပေါ့နော်ကျွန်တော်တို့စစ်မှုထမ်းဆိုတော့အတင်းတမဖမ်းခံတဲ့ညီငယ်များအနေနဲ့ဒီရဲ့တည်င်းလေးကိုကြည့်တင်နေပြီနော်အဲဒါကြောင့်ကျွန်တော်ဒီရဲ့တည်င်းလေးကိုကြည့်ပြီးတယ်ကျွန်တော်တို့ညီကောင်မများအနေနဲ့လည်းအဲဒီညီငယ်များထံရောက်အောင်လို့ဒီရဲ့ဗီဒီယိုလေးကို share လုပ်ပေးခြင်းဖြစ်ကိုညီပြပြရလို့ကျွန်တော်ဒီနေ့မှမြတ်တရရခဲ့ပါတယ်เนาะဆိုတော့ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့เนาะကျွန်တော်ပောက်ကုန်းကနေပြီးတော့မှစစ်မှုထမ်းအကြောင်းပြောထားတဲ့အပေါ်ကျွန်တော်တို့ဆီယမ်မနေပြပြန်လဲထုတ်ပြန်လိုက်တဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်အောင်ပေါ့เนาะရက်ွက်အုတ်ချွေမှုကဒီမဲကိုလိုက်တယ်ရက်ွက်အုတ်ချွေမှုကဒီမဲကိုနှိုက်တယ် ထိုင်ပြီးမှသူ့ရက်ဘက်ကလူတွေကြတော့မဲကြီးတိုင်းနဲ့ဆွဲလို့သွားပြီးမှခြားရက်ဘက်ကဟာကြတော့မဲသေးတဲ့အရာတွေကိုပဲလုတ်ပါတယ်ပေါ့နော်အဲ့တော့ရက်ဘက်တွေကမကြေမနက်တွေဖြစ်နေကြတယ်ပေါ့တို့ကျနာကတော့မဲလိုက်တာမှတ်မြတ်တာဘူးဆိုတဲ့တဘောပါနော်အားနဲ့ပတ်သက်ပြီးဦးစင်ကခုလေးတင်ပုံဝင်လာတယ်အတန်ဖိုင်ဦးစင်ဖွင့်ပြမှာဖြစ်ပါလိမ့်မယ်နော်ကိုကမောင်မီမျိုးနဲ့ချမ်းပြောင်းရက်ဘက်ကပါဆိုတော့မောင်မီမျိုးကပြီးတော့ကပလာကဖပါပါဒီတော့ရက်ဘက်ယာယီမှုလည်းလုတ်ပါတယ်ပလာကဖတဲ့တော့တက်ဖွဲ့ဝင်တယောက်ပါဆိုးရနိုင်မှာနမိန်ရ ကျွန်တော်မအောင်မီမျိုးနဲ့50နှစ်လမ်း80ပါဗျာသူတို့တပြည့်တော့ဒီမှာပတ်လူ400ကျော်နိုင်တဲ့ဒီမှာမဲလိုက်တယ်သူတို့လိတ်သွားတယ်လိတ်ပြီးတော့ကိုရရရင်သူကသူတို့ရက်ခွက်ကလူတွေကြီးပဲခေါ်သွားပြီးတော့သူကထိတ်ကနေ300ကျော်တွေ200ကျော်တွေနိုင်ထုတ်သွားလိုက်တာ ကြီးတို့ရက်ွက်ကြတော့စနစ်လူလူ73လူလူတွေခြံခဲ့လိုက်တာပေါ့ပထမအောင်လဲပုံကလောက်သွားပေါ့ तू ကအများရှိတော့အဲ့လိုပေါ့ဒါပေမဲ့ तू ကြီး तू ကမဲလိုက်လိုက်တာပြီ तू ကြီးမဲတွေလိုက်နိုင်သွားတာဆိုတော့သူတို့ကြီးရက်ွက်ကအကြီးတွေပေါက်သွားကျွန်တော်ရက်ွက်လူကြမျက်ရည်နဲ့မျက်ွက်တွေဖြစ်ကုန်တို့ချိုရေပူကကိုဆန်းယူတယ်တခိုးရဲ့ကျွန်းတွေကတခိုးပဲကျွန်တော်ပြည်သူတွေရွေးချယ်တင်မြောက်ထားတဲ့ပြည်သူရဲ့အစိုးရခေါင်းဆောင်ကိုလက်နက်အားကိုပြီးမှအာဏာသိမ်းခဲ့တယ် အာနာတိမ်ပြီးတော့အနာမေတက်လို့မရတဲ့အခါမှာကျတော့နင့်တို့မဲခိုးတယ်လို့ပြောတယ်အခုမဲခိုးကိစ္စနဲ့ထောက်ထဲထဲလိုက်တယ်မြန်မာနိုင်ငံကိုတခိုးချဘိုးပြစ်အောင် လုံနိုင်ခဲ့တဲ့အစွမ်းအစအကိုရှိတာတမကဘူးအခုဘာလုပ်လာတလဲဆိုတော့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့မဲတွေခိုးကြတယ်တဲ့သိရှက်စရာကောင်းတယ်ဒါပေမဲ့တို့တော့ရှက်မှာမဟုတ်ဘူးတခိုးကျုံတွေကတော့တခိုးအလုံးလုံးတာကတော့ဆန်းလည်းမဆန်းပါဘူးတို့ရဲ့အုပ်ချုပ်ရေးမှုတွေကတော့မန္တလေးမဟာအောင်မြေမြို့နယ် ရှက်မြောက်အုပ်စုကဥက္ကဋ္ဌကတော့အခုစစ်မှုထမ်းဖို့ရန်အတွက် လူလေးရရှိတယ်အဲ့လူလေးရကိုအခုမင်းလိုက်တာမင်းလိုက်တာတင်းနဲ့တုံးကနေမှလေးရအထိထစ်ထားတာနေမှာပေါ့ဆိုတော့တစ်ဆိုလို့ရှင်တော့အသွားဖို့တေချပြီလေနော်နံပါတ်နေတဲ့လူတွေအရင်သွားမယ်ပြီးမှနံပါတ်ကြီးတဲ့သူတွေကနောက်မှသွားမယ်ဆိုတော့အခုတို့ရဲ့ဥက္ကဋ္ဌကတော့သူကိုယ်တိုင်မဲလိမ့်လိမ့်တယ်သူကိုယ်တိုင်မဲတွေကိုသူကိုယ်တိုင်ကောက်တယ်ပြီးလို့ရှင်သူ့ရဲ့မြို့ရွာမှာရှိတဲ့လူတွေကတော့နံပါတ်ကြီးတွေမိတယ်ပေါ့နော်ဆိုတော့အခုဒီမင်းမတမာမှုနဲ့ပြဿနာဖြစ်ကြတာအာမြင်အောင်ပါသေးတယ်မင်းမတမာမှုနဲ့ဘယ်အချိန်မှများ ဟိုတတ်ကြမလဲဆိုတာတော့နော်ဆိုတော့အခုကတော့ကတော့တရားဖြန့်ဖြေးရေတရားသူကြီးဆိုတော့သူ့ကိုတိုင်ပေးကြတာပေါ့နော်သူလည်းဒီလိုလုတ်ပြီးမှပဲနေ့တိုင်းသမင်းစားနေရတယ်ဆိုတော့အဲသူလည်းဒီအလုပ်ကိုလုတ်ပေးနေတာပေါ့နော်မင်းအွန်လိုင်းဟာတခိုးဖြစ်တဲ့အတွက်ကြောင့်သူအုပ်ချုပ်တဲ့အချိန်မှာသူကအစတအိမ်မိုးအထိ အားလုံးဟာတခိုးချဘိုးတွေဖြစ်တဲ့သူ့ကိုထောက်ခံတဲ့သူတွေအားလုံးလည်းတခိုးချဘိုးတွေဖြစ်တဲ့ဒါကိုအငိမ့်စာခွေးတရောင်းစာကတော့ခွေးချဘိုးကနေမှအာနာသိမ့်တဲ့လက်နစ်ထဲမှာတိုးတက်မှုတွေအများကြီးရှိတယ်တဲ့သဘောကျတယ်နော်ကဲဆိုတော့ဆ ెమ နွေမေတုံ့ပြန်တော့တော်တော်လေးကိုမိုက်တယ်ဗျာနော်ပြောရတဲ့အရာလေးကအချက်လက်လေးနဲ့ပြောရတယ်ဆိုတော့သူကဘောမရီဗီဒီယိုကိုကြည့်ပြီးလို့ရှိရင်ဘလို့မှပြန်လဲခြေပလို့နိုင်မှာတော့မဟုတ်ဘူးကွာနော် ဆိုတော့ပေါက်ကရုံးကခြေခွဲနေတာပြနော်ဘာလို့ကြွားကြောင်လဲဆိုတော့သူတို့ရဲ့ဘောမှအချင်းချင်းအဲ့လိုမျိုးကရုံးပေါ်ထိတ်ကွက်တဲ့အလုပ်တွေလုပ်တယ်ဆိုတဲ့အတွက်ပေါ့နော်ပေါက်ကရုံးကကြားနေတယ်တိုင်လုပ်ပင်းနေတာစိတ်မပူနဲ့တိလာရအောင်မင်းတို့ကောင်တွေပြတော့မင်းတို့စစ်ခွေးတက်ကိုချစ်တယ်ဆိုချစ်တယ်ဆိုလို့ရှိရင်မင်းတို့တွားလိုက်လीနော်ခုချိန်မှာမင်းတို့စစ်ခွေးတက်ကစစ်သားတွေရှီတန်းသွားတိုင်းမသားပေါ်တယ်အဲ့ဒါကြောင့်တင်းသမားစစ်သားစုဆောင်းနေမလားအဲ့ဒါကြောင့်ပေါက်ကရုံးမင်းလဲစိတ်ပါလို့ရှိရင်ကရုံးကြီးကိုတုံထားတဲ့အတူပေါ့နော်မင်းတင်ကန်းနဲ့ချုပ်ပြီးတော့မှမင်းလက်လက်တကိုင်းနော်ကိုင်လို့ရနေတယ် ဆိုတော့ကျွန်တော်ညီကောင်မများများတွေးကြည့်လိုက်ပါတော့ခုရဲ့တော်နိုင်ရဲ့အနေထားကကျွန်တော်တို့ဘလောက်ထိလှုပ်ဆောင်နိုင်လဲဆိုတာကျွန်တော်တို့မြင်တွေ့နေရမှာပါနော်စီးရေးမှာလည်းအနိုင်ရတယ်မီဒီယာရေးမှာလည်းကျွန်တော်တို့အနိုင်ရရနေတယ်ကျွန်တော်တို့ကဘာနဲ့ခြုံကြည့်နိုင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အနိုင်ရနေတယ်ဆိုတော့ကျွန်တော်တို့အရေးတော်ပေါ်မှာမကြခင်အောင်တော့မှဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့တောင်းခံတာပြပါအောင်လို့ကျွန်တော်ပြောလိုက်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ကျွန်တော်ကိုနင်ဂျာရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်အောင်တော်လာရေးအတန်တိတ်သွားရင်ဘာဖြစ်သွားမလဲသိလား ဘာမှမဖြစ်ဘူးလို့တော့မထင်နဲ့အဲ့လိုထင်ရင်မသွားလိမ့်မယ်တော်လိုင်းဆိုတာရေထိုးတိုက်ပွဲတစ်ခုမဟုတ်ဘူးကျွန်တော်တို့ရဲ့အနာဂတ်နဲ့တက်ဆိုင်တဲ့နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ခုအတန်တိတ်သွားတယ်ဘာတိုက်ပွဲတန်နေမကြတော့ဘူးဘာဖြစ်လာမလဲအရေးကြီးဆုံးအရာတွေဘယ်လောက်ထိပြက်ကွက်ဆုံးရှုံးသွားမလဲဆိုတာသေချာပေါက်ကြောက်ရလိမ့်မယ်သေချာပေါက်ပဲစဉ်းစားကြည့်စစ်တပ်နဲ့နော်စစ်ကောင်စီအုပ်စုတွေတော်လိုင်းဆက်ဖြစ်နေရင်တို့အနိုင်မရဘူးဆိုတာတို့သိတယ်တရားဝဲဖြစ်နေနေရာဝဲဖြစ်နေနေတို့မဟာပြူဟာအချိန်ဆွဲတာရိုးရှင်းတယ် ဘာလူတိုင်းတီးပြီးသားသူတို့မဟာပြူဟာအချိန်ဆွဲမယ်လူထုညိတ်သွားအောင်အချိန်ဆွဲပြီးတော့စောင့်ကြည့်နေမယ်တဏိုင်လိုက်ပြီးတော့တိုက်ခိုက်မယ်ရည်ရွယ်ချက်ခက်ခက်မမှန်တဲ့ခုခံတော်လန့်တာလည်းမဟုတ်ဘူးသူတို့ကမားနေတာ哦ဒီတော့တော်လန့်ရေးတိတ်သွားတာဟာသူတို့အတွက်ရှော့ကတ်တစ်ခုပဲအချိန်ကြာလာတာနဲ့မြလူထုရဲ့မောလာမယ်ဘာဖြစ်တယ်ညာဖြစ်တယ်အရင်တမိုင်းမှာအဲ့လိုပဲလုပ်ခဲ့တာပြောလူထုခုခံတော်လန့်မှုအာရော့သွားမယ်ဆိုတာသူတို့မျော်လင့်နေတာစောင့်နေတာဟုတ်တယ်အဲ့ဒါတိတ်ခိုင်းလို့မရဘူး အတန်တိတ်တယ်ဆိုတာလက်နက်ကိုက်တိုက်တော့ပြောတော့လဲပြပတယ်လို့တယောက်ချင်းစီတူတယောက်ချင်းစီပြောနေဆိုနေတာလည်းပါတယ်ပြောပြချင်တာကတကယ်လို့တော်လိုင်းရေးအတန်တိတ်သွားရင်ဘာလို့ဆက်ဖြစ်မလဲသိချလာပေါ့နိုင်ငံတကာလည်းအေးလာမယ်ကဘာကျွန်တော်တို့ပုံမှာအဆောက်အအုံအယုံမဆိုင်တာအခုဆိုရင်ရှီမန်းတော့သိမှာမဟုတ်ဘူးတည်င်းတွေတိတ်သွားမယ်အခုလိုမျိုးတည်င်းတွေအားနည်းချိန်မှာဘယ်သူမှကျွန်တော်တို့အကြောင်းပြောတော့မှမဟုတ်ဘူးဟုတ်ကောအကြက်ဖက်လို့ရနေပြီပြပမှနေတဲ့သူတွေကတည်င်းကိုပဲသိကြအတန်ကနားထောင်တယ်ဒေါ်လာတွေအားနည်းသွားလိမ့်မယ်ဒါကတော့ဒေါ်လာဖက်ရည်တွေးပေးတာ ဟုတ်တယ်ဗျာတက်ကြသူတွေမတက်ကြတော့ဘဲနဲ့နောက်ဆုတ်ပြီးတော့စိတ်ဓာတ်တွေကြပြီးဒီပါထွက်တာတို့ဟော economy ဖြစ်တာတို့နော်အလေလိုက်သွားလိမ့်မယ်လက်လျှော့သွားလိမ့်မယ်ဒါဟာတကယ်ကိုကြောက်စရာကောင်းတဲ့အခြေအနေတော်လိုင်းရေးကိုပြန်စားဖို့ကြိုးစားမဲ့ဆိုရင်တောင်မှလူထုရဲ့ယုံကြည်မှုကိုပြန်ရဖို့နေ့ဆယ်နေ့ချီစားပါလိမ့်မယ်နေ့ပေါင်းများစွာကြားတယ်ဒါကြောင့်ကျွန်တော်ကတချို့ဟာတွေမှာအပုပ်တွေကိုပြောတော့ပြောတော့ပေါ့ဗျာဒေါသထွက်လဲပြောတော့ပဲဒါပေမဲ့ တအားပြောတဲ့ခါကျရင်မြေပြားကောင်တွေကငတ်ရောဘာဖြစ်လဲဆိုရင်လူတွေစိတ်လေသွားပြီးတော့မကူညီကြတော့ဒုက္ခတွေရောက်ရောအဲကြောင့်မို့တချို့ကတွေကပြောပြီးတော့ဥစ္စာထပ်မပြောတော့တာဒါကတော့ကြည့်လို့တော့ရတယ်ထပ်မပြောပဲဆိုပေမဲ့လည်းကောက်တလားဖြစ်နေပါပြီအသိစိတ်သာလိုက်မပြောတာညတော့လည်းရေကိုနော်ရှင်းတန်အောင်ထားဖို့ဆိုတော့အနည်းဆုံးတနည်းနည်းနဲ့ကိုမျက်စိရှိမှရှိနေဖို့ပဲဟုတ်တယ်ဟိုလိုက်ဆိုရဟုတ်တာကိုမျက်စိရှိမှတနည်းနည်းနဲ့တော့ရှိနေရမယ်လူထုကိုတတိယနေ့အောင်ကြားနေ့အောင် စစ်ကောင်စီကိုအမြဲတမ်းတခုခုဖိအားပေးနေအောင်နိုင်ငံတကာအာရုံမဆိုင်တာမှအာရုံမပြတ်အောင်လုပ်နေဖို့တော့လိုတယ်။နော်ဥပမာဗျာမိဇာတိတခုကိုလောင်စာစီမထည့်ရင်မိငိတ်သွားမှာပဲ။အဲ့လိုပဲတော်လာရေးမှာကျွန်တော်တို့တဦးတယောက်ချင်းပါဝင်မှုမရှိရင်တိတ်ဆိတ်သွားပြီးပြတ်တုပ်သွားမှာပဲ။ဒါတမိုင်းမှာလည်းဖြစ်ခဲ့ပြီးသားတော်လိုင်းအရာစုရအပြောပြီဆိုရင်စစ်ကောင်စီရစစ်အုပ်စုရအထိတ်ချုပ်မှုအောက်ကိုရောက်သွားတဲ့အဖြစ်အပျက်တွေအများကြီးအကြောင်းရင်းရလဲဒါပဲ စည်းလုံးညီညွတ်မှုအားနည်းခြင်းဒီပါအခုညီမရရှိခြင်းစင်စဲမပြတ်လှူရှားနိုင်တဲ့ဇွဲမရှိခြင်းအဲ့တမိုင်းသင်ခန်းစာတွေကကျွန်တော်တို့ကယူတက်လို့ရနေပါပြီဒီတော်လိုင်းမှာထပ်ပြီးမဖြစ်ပွားဖို့ကြိုးစားဖို့လိုတယ်တော်လိုင်းရဟာရုပ်ရှင်တစ်ခုလည်းမဟုတ်ဘူးနော်ရုပ်ရှင်တစ်ခုလို့ရုပ်ရှင်တကားလို့အဆုံးသတ်သွားတာမျိုးမဟုတ်ဘူးကျွန်တော်တို့ကစင်စဲမပြတ်သွားနေရမှာမပြီးမချင်းအများကြီးပဲဘဝတက်တာတစ်ခုလောက်တော့ပြောလို့ရတယ်ပြီးတော့နော်ဂျပန်မှာနော် စစ်ပြီးလို့ပြန်တိဆောက်တော့လူသက်တမ်းတစ်ခုကြောက်တယ်။နော်ဂျပန်မှာနော်စစ်အားလုံးပြီးသွားလို့ဒီဟီရိုရှိမှဘာညာအကုန်ပြီးသွားတဲ့အချိန်မှာပြန်တိဆောက်တော့လူသက်တမ်းတစ်ခုအချိန်ပေးရတယ်အခုလိုမျိုးဖြစ်လာဖို့။ပြီးတော့ဒါဟာအောင်မြင်တဲ့တမိုင်းစာမျက်နှာတစ်ခုရေးထိုးမဲ့ဆိုရင်ဘယ်လောက်ထိလိုလဲဆိုစဉ်းစားထားဖို့လိုတယ်။လုံးချာရှိတာလည်းမြန်မြန်လုပ်ဖို့လိုတယ်။ဒါဟာတဦးချင်းစီရွေးချယ်မှုဘာလို့ရမလဲရှင်းရှင်းလေးပါပဲ။ရိုးရိုးလေးပဲကိုတန်းလိုက်တဲ့ကိုထက်ကနေတော်လိုင်းကိုပြောဆိုထောက်ပံ့ကူညီ เนาะထောက်ပံ့ကူညီဆိုတာအဲ့ဒီကပတ်စံထုတ်ပေးတာမဟုတ်ဘူးသတင်းချက်လက်တွေကို share ငွေကြေးတက်နိုင်တဲ့လူချင်းလဲလူစံနာပြတာတွေရမှာလဲအာ wine off ပေးတာเนาะကိုရွေးချယ်မှုမမကကန်နဲ့ပြီးရင်ကိုရဆမြင်တာတိုင်းကိုတိုင်းရေးနေဖို့လို့လဲဒါပါပဲအရေးကြီးတယ်ဒီတော့၆ပြီးတော့ပြောရရင်နောက်ဆုံးနေ့နဲ့တော်တော်ဟေးအသက်တိတ်သွားတော့နဲ့ဘာမှမဖြစ်ဘူးလို့တော့မထင်နဲ့တကယ်ရောအဲ့ဒီတိတ်ဆိတ်မှုကအန်ဒီရဲ့အကြီးကိုရှေ့ကိုရောက်လာပြီဆိုတော့ရှေ့ပြေးနမိတ်ပဲဒါဟုတ်အလုံးနားလည်ပြီးလက်တွဲပြီးအသက်မတိတ်သွားဖို့ သွေးမအေးသွားဖို့လိုတယ်ဆက်လက်လှုပ်ရှားနေမှသာအောင်မြင်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်မှာဟုတ်ကဲ့ပါဒါကတော့ကုနင်ဂျာရဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်ကုနင်ဂျာပြောရတာအရင်ကမိုက်တယ်ပေါ့နော်ကျွန်တော်တို့တော်လိုင်းရေးကလုံးဝတွေးအေးလို့မရပါဘူးတွေးအေးလို့ရှိရင်ကျွန်တော်တို့ကပန်းနိုင်ကိုရောက်မှာမဟုတ်ဘူးအဲဒါကြောင့်ဘယ်တော့မှတွေးမအေးပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီရဲ့ဗီဒီယိုကဗီဒီယိုကောင်းလေးဖြစ်တဲ့အဲဒါကြောင့်ကျွန်တော်တို့ချားလူနိုင်ရအောင်လို့ပေါ့နော် share လုပ်ပေးခြင်းမျှဝေပေးပါလို့ကျွန်တော်ပြန်ဆက်ရခပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဆုံးတစ်ပုတ်နေတယ်ပေါ့နော်ကျွန်တော်တို့လေ့စားရတဲ့ကိုစီရဲ့ video ကောင်းလေးကိုကြည့်လိုက်အောင်ပေါ့နော်ဒါတော့တင်းကောင်းလေးပဲဖြစ်တယ်ဗျအဒီရဲ့တင်းလေးကိုကြည့်ပြီးနောက်ပိုင်းလည်းကျွန်တော်တို့အတွက်ခွန်အားရစေမှာဖြစ်ပါတယ်။အဲဒါကြောင့်အဆုံးထိလိုက်ပါချစ်ချစ်ပေးပါခင်ဗျာ။ပြည်သူပေါ်ရုပ်မှန်ခဲ့တဲ့ကောင်းတွေအတွက်အကျိုးပေးခြင်းတန်လာရင်တော့ဘလို့မှရှောင်ပက်လို့မရဘူး။ဟုတ်လေ။အခုအဲ့ထဲမှာအချင်းချင်းမှားပစ်ပြီးတော့ဘုံဘူးတကောင်ဘယ်ဟုတ်ဆပ်ပိုးစင်းလာတဲ့ခင်လေးကိုပြုတ်ပြတ်နေပါလား။ ဘိုးတိုင်းပြည်မြို့အုံတော်လန်းတွင်ဗိုလ်ကူအောင်မိုးတူရောက်ရှိနေမှုကို PDF နှင့် AA တပ်ဖွဲ့ဝင်များရောက်တည်ခုတင်းမှားပေးမှုကြောင့်ချင်းချင်းမှားရင်းပစ်ခတ်ပြီးဗိုလ်မှူးအောင်မိုးတူတေဆုံသွားကြောင့် data စစ်ရေးတင်းရင်းမြစ်ကရန်ကုန်ခေတ်တည်ထောင်ဌာနကပြောဆိုလေမတ်လ24ရက်နေ့နနက်တနာရီခန့်အချိန်ပြည်မြို့အုံတော်လန်းအတွင်းရှိနေအိမ်တလုံးတွင် AA နှင့် PDF တပ်ဖွဲ့များဝင်ရောက်တဲခုံနေဆိုတော့တင်းကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းရင်းပစ်ခတ်မှုအတွင်အဆိုပါနေရာတွင်ရောက်ရှိနေသည့်နတ်တလင်းမြို့ရွာမရက်ွက် ရွာမလမ်းတွေနေထိုင်တော့ဘုံမှုအောင်မိုးတူကိုစစ်ကောင်စီတပ်သားများကမှားယွင်းပစ်ခတ်ခဲ့ပြီးတေဆုံးခဲ့ကြောင်းသိရတယ်။တည်င်းမှာပေးခံရတာလို့သိရတယ်။အိမ်ထဲမှာစစ်တပ်ဘုံမှုကရှိနေတာကို AA နဲ့ PDF တွေအဲ့ဒီအိမ်ထဲမှာရောက်နေတယ်ဆိုပြီးတည်င်းမှာပေးလို့ဝင်းစီးပြီးပစ်ခတ်တာလို့သိရတယ်။ဘုံမှုအောင်မိုးတူကပြည်သာတိမဟုတ်ဘူး။နဲ့တလင်းဘက်ကလာတဲ့ဘုံမှုဟုဒေသစီရေးတည်င်းမြင့်ကရှင်းပြတယ်။ဘုတို့မှားယွင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကအရက်တားလူငယ်တို့ကိုဖမ်းဆီးသွားပြီးလက်ရှိချိန်ထိအဆက်အသွယ်ပြတ်တောက်နေကြောင်းဒေတာပြည်သူများကပြောဆိုပါတယ် နော်တတိဒါကတော့နော်အကျိုးပေးချိန်တန်လာလို့ကောင်းနေဟာနော်အဲ့ဒါဘယ်ဆိုတာမော်တာမလိုဘူးအော်တိုလဲတယ်တဲ့နော်မော်တာလည်းမလိုဘူးနော်ဆိုလာလည်းမလိုဘူးဒီဇယ်လည်းမလိုဘူးတက်စီလည်းမလိုဘူးအော်တိုလဲတယ်နော်အဲ့တော့လက်ရှိကျွန်တော်တို့အာနာတိန်သာစမှာကျွန်တော်တိုင်းပြည်ဟာဖြာရှင်းရှင်းလေးပြောတိုင်းပြည်ကောင်းနေတဲ့အရာကိုဖြစ်စည်းပြစ်ခဲ့တာကြီးပဲနော်60နှစ်မတိုင်ဒီမှာတိုင်းပြည်မြန်မာနိုင်ငံရဲ့အနေထားကဘယ်အနေထားရှိခဲ့လဲအဲ့ဒီအနေထားကတိုးတက်မဲ့တိုင်းပြည်ကိုနေဝင်ကောင်းဆောင်ပြီးတော့ဖြတ်စည်းပြလိုက်တာ ဘယ်အဆင့်ကြီးနှိပ်ကြကြမြင်ခဲ့တယ်။အဲ့တော့စစ်တပ်ကိုထောက်ခံတဲ့လူတွေကလည်းသူတို့မတွေးတတ်တာလား။ဒါမှမဟုတ်အမှန်တရားကိုတည်ရတာနဲ့ပဲငါတို့ထောက်ခံတဲ့ဘက်ဘာလို့လို့မှန်တယ်လို့ပဲပြောတာလားလို့စဉ်းစားလို့မရဘူး။ဟုတ်တယ်နော်60နှစ်အာဏာသိမ်းတဲ့အချိန်မှာမြန်မာနိုင်ငံလက်ပဲမြန်မာနိုင်ငံအခြေအချင်းဘယ်လောက်ရှိလဲ။အဲ့ဒီ60နှစ်မှာတာနေဝင်အာဏာမတိုက်ခဲ့ရင်ကျွန်တော်တို့တိုင်းပြည်ကအခုဘယ်အနေနာကြီးရောက်မလဲ။ဂျပန်တနာတယ်၊ကိုရီးယားတနာတယ်၊ထိုင်းဆိုစကားနဲ့လာမြင်မတော်။ဟုတ်တယ်နော်အဲ့ဒီအစဉ်ထိုက်တိုးတက်တာ။အဲ့တော့အမေရိကန်နဲ့ level ရှင် fight တဲ့နိုင်ငံကြီးတရုတ်မဟုတ်ပဲနဲ့ မြန်မာဖြစ်နေလောက်ပြီဒါပေမဲ့လို့ကျွန်တော်60နှစ်မှာတိုင်းပြည်အာဏာသိမ်းခံထိတယ်အားလုံးပြည်တဲ့အတိုင်းစောက်ပြတ်တက်သွားတယ်တစ်ချိန်ကမြန်မာငွေဆိုတာကဘလောက်တန်ဖိုးရှိတယ်ဆွစ်ဇာလန်ဘဏ်မှာရွှေနဲ့လဲပြီးတော့အတ်ထားခဲ့ရတဲ့တန်ဖိုးရှိတဲ့ငွေဒါပေမဲ့အဲ့ဒါတွေအားလုံးကိုနေဝင်တဲ့အပေါင်းပါတွေအားလုံးကသူတို့ကောင်းစားရေးအတွက်အကုန်ဖြစ်စည်းပြလိုက်တယ်ဟောအဲ့ဒီကနေတဆင့်တစ်ခါတန်းရွှေခစ်လာတယ်အဲ့တော့တန်းရွှေအာဏာသိမ်းတဲ့တဝက်ညိုတယ်တဝက်ဆိုတယ်တိုင်းပြည်ကိုတဝက်ရှာစားတယ်ရှာစားပြီးသူဝဝတဲ့အချိန်ကျတော့တန်းရွှေရဲ့လဲတယ်နော်နောက်ကြောင်းမြတ်အေးမီဝဥတွေပြတ်တန်းတယ် 2008ခြေကံဥပဒေဆိုတဲ့စာအုပ်ဇင်းလေးတအုပ်ကို14နှစ်ကြာရေးဆွဲစဉ်းစားကြည့်နော်ဘယ်လောက်ထိအဲ့ဒီရေးဆွဲပြီးတော့စစ်တပ်တီတိုင်းပြည်အတွက်သူကသူစစ်တပ်ပေါ်တဲ့သူဘုကြောင့်အောင်ဆန်းတီထောင်ခဲ့တဲ့ပြည်သူ့တပ်မတော်ဘုံနော်နေဝင်းတက်ကစပြီးတော့အခုလက်ရှိမင်းအောင်နိုင်လက်ထက်ကြီးအာနာရှင်တပ်မတော်ဖြစ်သွားပြီအဲ့တော့သူတို့ရဲ့အာနာရှင်တပ်မတော်ကိုလေသူကအာနာပါဝါအပြည့်စုံအောင်ဟဲ့ဒီနိုင်ငံတော်လုပ်ပေးခဲ့တယ်ကျန်တဲ့အစိုးရတက်လာစေစစ်တပ်ပဲအာနာရှင်ရနော်အဲ့တော့ ဲ့ဒါလို့စာအုပ်စိမ်းနဲ့အဲ့လိုလုပ်ပေးတယ်နောက်ကြောင်းပြန်အရင်မျိုးဥပဒေပြတ်တိုင်းသူကအသာလေးရှုပ်ထုတ်ရတယ်၂၀20ရွေးကောက်ပွဲမှာအားလုံးတိကျတိုင်းတိမ့်စိတ်တက်လာတယ်အဲ့တော့ကျန်းဖို့ကတိမ့်စိတ်ကျန်းဖို့အနေနဲ့တယောက်တည်းပြေးပြီးတော့တယောက်တည်းပန်းနိုင်ပုံမှာတော့ဘာဖြစ်လို့ဆိုတော့ကျန်းဖို့ပါတီမှာကြီးလိုက်တာညွန့်နဲ့အစင်ရစားပြီးတော့အပေါ်အထိအားလုံးဟာစစ်တပ်ကဘောင်းမီထွက်တာလည်းကောင်းပြီပဲအဲ့တော့ကျန်းဖို့ဒီစစ်တပ်စစ်တပ်ဒီကျန်းဖို့ဆိုတာဒါညင်းလို့မရအောင်အဲ့တော့၂၀20ရွေးကောက်ပွဲမှာဒေါက်ဆန်းစုကြည်တို့ဓာတ်ပြဝင်လာတယ်နော်၂၀25မှာအန်ဒီအစိုးရဝင်ပြိုင်တဲ့အတွက်အားလုံးတိကျတိုင်းပြည်သူက ကျန်ဖို့ကိုဘယ်သူမှလက်ခံတာမဟုတ်ဘူး။ကျန်ဖို့ပါတီဝင်တွေစစ်သားတွေတောင်မှအန်ဒီကိုအပေးအဆင့်တွေဖြစ်လာတယ်။နော်အဲ့တော့ဘာကြောက်လဲအဲ့ဒါနှစ်ချက်ကြောက်တစ်ချက်ကဒေါအောင်ဆန်းစုကြည် image ကြောက်။နောက်တစ်ချက်ကြတော့မြန်မာနိုင်ငံမှာဒီအာဏာရှင်စစ်တပ်ကိုရှင်ဖိုက်လို့ရတဲ့ပါတီဒီအရန်ဒီလက်ရှိတဲ့အင်အားကြီးပါတီလား။အခြားလူမျိုးစုကိုစားပြုတဲ့ပါတီတွေဆိုရင်အင်အားသေးတဲ့အတွက်စစ်တပ်ကချိတ်ပြက်လို့ရတယ်။အဲ့တော့တီတူတွေကဒီအန်ဒီပါတီကိုပုံအောင်မဲပေးခဲ့တဲ့အတွက်အန်ဒီအစိုးရဖြစ်လာတယ်။လူများနိုင်ငံတွေဆိုရင်အစိုးရဖြစ်ရင်အုပ်ချုပ်ခွင့်ရတယ်ဒီတိုင်းမျိုးအဲ့ဒီအနိုင်ရပါတီကအုပ်ချုပ်ကမှာတိုင်းနိုင်ငံတိုင်းဒါပေမဲ့မြန်မာပြည်မှာကြတော့ အနိုင်နာရတယ်တိုင်းပြည်ကိုအုပ်ချုပ်ခွင့်မရဘူးတိုင်းပြည်ကိုတောင်းဝင်ခံခွင့်မရဘူးအန်ဒီအစိုးရဒီ2015နဲ့2020အထိတချို့တရားပြောအုပ်ချုပ်သွားတယ်အုပ်ချုပ်သွားတာမဟုတ်ပါဘူးတောင်းဝင်ခံသွားတာတိုင်းပြည်အုပ်ချုပ်တာတိုင်းနိုင်ငံတစ်ခုကိုအုပ်ချုပ်တာဘယ်ရောက်အုပ်ချုပ်ဟုတ်လားစီမံအုပ်ချုပ်တာမဟုတ်ဘူးနော်ဟုတ်တယ်နော်ပြည်ညိုင်းဝန်ကြီးဌာနအုပ်ချုပ်တယ်တမိုင်းဝန်ကြီးဌာနမဟုတ်ဘူးကာကွယ်ဝန်ကြီးဌာနပြည်ထရေးဝန်ကြီးဌာနဒီနှစ်ခုကအဓိကအုပ်ချုပ်တာဆိုအဲ့ဒီအုပ်ချုပ်တဲ့အရာအားလုံးဒီဘလူးအောင်မှာကာကွယ်ဦးစီးချုပ်လောက်အောင်ကာကွယ်ဦးစီးချုပ်ဒီဘလူးနောက်မှာရှိတယ်ဘလူးနောက်မှာရှိတယ် တော့ကာမွေးဦးစီးချုပ်ကအဲ့ဒီဝင်ကြီးတွေအကုန်လုံးဖြုတ်ထက်တက်ခွင့်အောင်ရှိတယ်ဆိုတော့တိုင်းပြည်ကိုတကယ်အုပ်ချုပ်ကမဲ့စစ်တပ်နဲ့ရဲတွေအနိုင်ရတဲ့ပါတီအောက်မှာမရှိဘဲနဲ့စစ်တပ်လက်အောက်မှာရှိနေတယ်အဲ့ဒီစစ်တပ်ကရဲတော်အားလုံးအတရားဥပဒေအားလုံးကကာမွေးဦးစီးချုပ်ရှိမှာအဲ့တော့တိုင်းပြည်ကခုမှဒီမိုတီတိုင်းပြည်ကပြောတယ်အနိုင်ရပါတီကရွေးကောက်ပွဲနိုင်လာတယ်ကပြောတယ်ကာမွေးဦးစီးထုတ်ခဲ့တဲ့ပေါ်ပဲဒါပြင်လားဆိုမပြီးသေးဘူးအဲ့ဒီသကောင်းချင်းချင်းကဥပဒေကြောင့်နော်လုတ်ပိုင်ခွင့်လွတ်တော်တဲ့25ရာခိုင်နှုန်းဘယ်သူမှမရွေးဘဲနဲ့သူတို့ကသူတို့ခတ်တည်နေဝင်ထိုင်ခွင့်ရတယ် ဲ့ရွေးကောက်ပွဲဒီမိုကရေစီတိုင်းပြည်တွေမှာလွတ်တော်တဲ့ဝင်တဲ့လူတွေဟာရွေးကောက်တင်မြှောက်ပြီးမှပဲဖြစ်ကြမှာလေပြည်သူရွေးချယ်တဲ့ပြည်သူကိုယ်စားလှယ်ဖြစ်ကြမှာဒါပေမဲ့လို့မြန်မာပြည်မှာအဲ့ဒီတန်းရွှေလုတ်ခဲ့တဲ့စာအုပ်စိမ်းနဲ့အဲ့ဒါလိုမျိုးအခွင့်အရေးပြည့်ဝရတာလေအဲ့တော့တိုင်းပြည်အတွက်ဒီစစ်တပ်ဒီပါဝါအာဏာအပြည့်ရှိနေတာနော်အဲ့တော့အဲ့ဒီစစ်တပ်အပါဝါအလုံးကြီးကာကွယ်ဥစည်းချုပ်ဒီမှာရှိနေတာကဲဘာလို့လဲလေအဲ့တော့အဲ့ဒီအနေထားတိတော့မှရသေးတယ်ဒီသူကောင်းကောင်းတောင်လေးဟာတိုင်းပြည်တိုးတက်ဖို့အတွက်ရအောင်လုပ်ရတာနော် ဆန်းကားနေ2020အထိကစက်ရုံတွေရင်းနှီးမြှုပ်နှံမှုဘလောက်တက်လာတယ် GDP ဘလောက်မြင့်သွားတယ်တိုင်းပြည်ရဲ့နော်ကားစက်ရုံတွေဆိုကားတော်ထုတ်လုပ်နှားနိုင်နေပြီရင်းနှီးမြှုပ်နှံမှုတွေနောက်ထပ်ထပ်လာဖို့တပုံကြီးဒါမှအခြေခံစားမခံရအောင်ကဘာစောက်ကြည့်နေတာတော်မြန်မာဆိုတာကလောက်ကလာတာအရန်ချိုးတယ်နော်ကုန်ချမ်းပေါ်တယ်အဲ့အတွက်တကဘာလုံးမြှောက်နှံတဲ့လူတွေတပုံကြီးအဲ့တော့တိုင်းပြည်ကတစ်ချိန်လုံးတိုးတက်လာတယ်အဲ့ဒီအနေထားမှာအာနာလက်ရှိရတဲ့အတိုင်းဒါပေမဲ့ तू ကဘာဖြစ်ချင်တယ်သူ့မှာအာနာရှိပေမဲ့ तू ကတိုင်းပြည်ရဲ့ဘယင်ဆိုတဲ့နာမည်မခံရဘူး ောက်ဆိုပြည်သူရွေးချယ်တင်ပြတဲ့တမန္တကတိုင်းပြည်ခေါင်းဆောင်ဆိုတဲ့အမျိုးပြတိုင်းကတော့တမန္တမတိတမန္တအောက်မှာတူရှိတယ်လို့ဒါပေမဲ့ပုံစံကြီးကတမန္တအောက်မှာတူရှိပြီမဲ့နိုင်ငံရဲ့အာဏာအလုံးကတူရှိမှရှိနေတာဒါပေမဲ့အဲ့ဒီတလိမ့်ဆန်အလောက်တော့အတိတရားမရှိတဲ့မပြေဝတဲ့နော်အောက်တန်းစားဖြစ်တဲ့အတွက် तू ကတိုင်းပြည်ဘလို့ဟာလောက် तू မတင်းသိမ့်နိုင်ဘူးဒါကပညာမဲ့တွေရဲ့ဇယက်ပညာမဲ့တွေကဘလောက်ပဲရရမတင်းသိမ့်ဘူးအဲ့ဒါတိတ်နေတယ်လူကတင်းသိမ့်ရောက်ရဲချင်းဆိုတဲ့အရာမှာပညာရှိတဲ့အတိတရားရှိတဲ့တတိရှိတဲ့နော်တူတယ်ကလေးတင်းသိမ့်ရောက်ရဲနိုင်တယ် တငယ်ချင်းအပေါင်းတင်းချင်းမပေါင်းတယောက်နဲ့တယောက်ပေါင်းတူချီကအခွင့်ရေးရမယ်ဆိုရင်ပညာမဲ့တွေကဘလောက်ပဲအခွင့်ရေးရရဝရတယ်ဆိုတော့မရှိဘူးပညာရှိတဲ့ကျတော့အာငါတူချီအခွင့်ရေးယူလို့များနေပြီငါတငယ်ချင်းငါ့ကိုအရင်ကောင်းတာအတူချက်ငါဘလို့အခွင့်ရေးရအပညာရှိတဲ့ကောင်အဲ့လိုတွေးတယ်ဒါပေမဲ့ပညာမဲ့တဲ့ကောင်တွေကတော့ဘလောက်ပဲရရရတယ်လို့လေအိုတက်စေးအာဘလောက်မှမသိသိဘူးအဲမင်းအောင်နေလက်ရှိဖြစ်သွားတာအဲ့ဒါပညာမဲ့ဇရိုက်ဖြစ်သွားတာ तू ဘာဖြစ်ရှင်လဲအနာရီအလုံးလုံးပိုင်ခွင့်တူချီမှရှိနေတာတော့မှ तू မတင်းနေနိုင်ဘူးဒီတိုင်းကြီးရဲ့ခေါင်းဆောင်သူတို့ပြောလဲဘယင်ဆိုတဲ့နေရာ तू လိုချင်တယ်အဲ့ဒီတော့မလုတ်တဲ့နာကိုလုတ်ပြီးတော့အာနာပေးလိုက် ဲ့တော့အာနာသိမ့်ပြီးတော့တူထင်တာကအရင်ခက်ကလိုပဲတနတ်နဲ့ပြစ်လိုက်ပြီးတော့ညိန်သွားမယ်ထင်ပြီးအာနာသိမ့်ခဲ့ဒါပေမဲ့တူထင်လို့ဖြစ်မလားဘူးကိုယ်တိုင်တော့ဝန်ခံထားတယ်တရုတ်နဲ့အင်တာဗျူးမှာတရုတ်မီဒီယာတခုနဲ့အင်တာဗျူးမှာအဲ့တော့သူကိုယ်တိုင်ဖြစ်မလားအတွက်မလုပ်နဲ့မလုပ်တဲ့မလုပ်ထိုက်တဲ့အလုပ်တွေကိုလုပ်တယ်ဒါဟာပြည်သူတွေကိုရဲရဲစက်စက်တတ်ဖြတ်တာဒီနေ့ချိန်ထိအဲ့တော့ဒါကြီးကမတရားမှန်းတဲ့သူတို့ကိုယ်တိုင်တိတယ်မလုပ်တဲ့နဲ့ကိစ္စမှန်းတဲ့တိတယ်ဒါပေမဲ့လို့သူတို့လုပ်တယ်အဲ့တော့လုပ်တဲ့ကောင်းတွေကိုကျွန်တော်တို့ကဘယ်လိုလုပ်ကြလဲဟုတ်တယ်နော် တော့လက်ရှိတိုင်းပြည်ဟာကျွန်တော်တို့ပြည်သူကြောင့်ဒီအခြေအနေကိုရောက်လာတာမဟုတ်ဘူးဒီစစ်တပ်ခေါင်းဆောင်တွေကြောင့်တိုင်းပြည်ကဘယ်လိုဆုတ်ပြတ်သွားတာပြည်သူတွေကဘာအတက်အိုးကြီးစည်းစိမ်ကြီးပြတ်သွားတာဒါအောင်မသိလို့ရှိရင်ဟို NND နဲ့ပဲစစ်တပ်နဲ့ဖြစ်တယ်လို့လို့ဗမာတွေနဲ့ပဲစစ်တပ်နဲ့ဖြစ်တယ်လို့လို့ပြီး PDF ကတက်တက်ပြည်သူကတက်တက်လို့လို့ဟုတ်တယ်နော်ပြီးကျွန်တော်မြတ်ပြောပါတယ် PDF လို့လာဒီအာနာမတိန်ကမှာဗမာတွေအဲ့လိုပြီးအခုလက်ရှိ PDF ထဲမှာတိုင်ရင်းပေါင်းကြောင်များစွာရှိတယ်အဲ့ဒီလူတွေအားလုံးကငါဘဝဘယ်ရလူတွေခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေကပြည်သူတွေပဲလေ တို့ရဲဆက်ဆက်ပြစ်တာမခံနိုင်ဘူးဒါကြီးကမတရားဘူးဒီလိုဟာမျိုးလက်ခံပေးလို့မရဘူးငါတို့တိုင်းပြည်တို့ဒီစစ်တုံလောက်တဲ့ထက်ထက်ငါတို့မျိုးဆက်တွေဘယ်လိုပြောရမလဲဆိုတော့အတိတရားမြင့်တဲ့လူတွေအမှန်တရားကိုမျက်နှိုးတဲ့လူတွေကရရဒုက္ခလက်နဲ့ဆွဲကရင်တိုက်ရင်ခိုင်ရင်တဲ့နောက်ဒီလူတွေကိုစနစ်တကျပြစ်အောင်ဖွဲ့စည်းလိုက်တဲ့အတွက် PDF ဆိုပြီးစစ်တပ်ပုံစံပြစ်လာတာအဲ့တော့ PDF ဒီတီတူပဲတီတူဒီ PDF ပဲတီတူနဲ့ PDF ကိုခွဲလို့မရဘူးတိုက်တဲ့လူလာခွဲလာတိုက်တဲ့လူလာညင် ဲ့တော့ဒါကိုမတိဝါဒဖြစ်တဲ့ကောင်တွေက PDF ကတက်တက်ပြည်သူကတက်တက်ပုံစံမျိုးလုပ်ပြီးတော့ပြည်သူနဲ့တော်နိုင်ရုံရင်တိုက်ကြတာအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကနော်အစိုးဆိုဒီချက်ဘွားကူပါပြီအားလုံးကအစိုးတည်သွားမှာပဲအဲ့တော့ကိုယ့်ကိုအတိအကျရှိတယ်ဆိုရင်တော့ဒီစစ်သားတွေရဲတွေအနေနဲ့နော်ကိုဘဝပဲကိုမကြည့်ပဲနဲ့ကိုကမျိုးဆက်ဘဝအတိုင်းပြည်လုံးမှာရှိတဲ့ပြည်သူတွေရဲ့ဘဝအဲ့ဒီနှစ်ခုကိုကြည့်ပြီးတော့လူပိတ္တဆိုတာဆုံးဖြတ်နိုင်မှာဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အပြောင်းလဲရချက်ချင်းရောက်လာလိမ့်မယ်အမှန်တရားပေါ်ရှောက်နိုင်နေတယ်အဲ့လိုမဟုတ်ပဲနဲ့ အဘွားအမိတ်ဘာပဲပဲခေါင်းပြင်းပြီးလုပ်နေမှာဆိုရင်တော့အဲ့ဒီတိုင်းပြည်ကနှစ်သက်သက်နေပြီးတော့ပုံစိုးလာမှာပဲအဲ့တော့မတရားမှုဟူဒီစိတ်ဝေရာမရှိတယ်နော်ဒါပေမဲ့အဲ့ဒီမတရားတဲ့အရာနဲ့တရားတဲ့အရာရှင်ပြိုင်တဲ့နေရာမှာအရင်ဆုံးကဇက်လိုက်ဖြစ်တဲ့တရားတဲ့ဘက်ကတော့ခံတယ်ဒါပေမဲ့အချိန်တိုင်းတော့ကြည့်ပါနော်ဝစ်ဆိုတာမော်တာမလို့အော်တိုလေပါလိမ့်မယ်ဟုတ်ကဲ့ပါဒါကတော့ကိုစီရဲ့တရင်လေးပဲဖြစ်တာပေါ့နော်ကိုစီပြောရတာအရင်ကကောင်းတယ်ဗျပြောရတဲ့စကားလုံးနေမှာရှင်းပြရတဲ့အကြောင်းအရာတွေထဲမှာပေါ့နော်ကျွန်တော်တို့ဘူတာလည်းရရှိတယ်ခွန်အားလည်းရရှိတာပေါ့နော်အဲဒါကြောင့် ဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့ကျွန်တော်ညီကောင်များများအနေနဲ့လည်းပေါ့နော်ကျွန်တော်တို့မျိုးပဲခွန်အားရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကပြည့်စုံသွားရေဆိုတော့ပေါ့နော်ကျွန်တော်အများကြီးမပြောတော့ပါဗျသတင်းလေးတွေနဲ့ပတ်သက်ပြီးတော့မှကိုထမင်းချက်ကိုလည်းကွန်မန့်မှာရေးခဲ့ပေးပါဦးဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးဒီမှာပဲဆုံးသတ်ပါတယ်ဆုံးထိလိုက်ပါကြည့်ရှုပြီးတဲ့ညီကောင်များများအရောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့တော်လည်းညီကောင်များများအားလုံးဆက်ဆက်ရအောင်ပြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်တွေ့ကြမယ်ကျမရေးကြည့်စကြပါခင်ဗျာ